်ချယ်ဆီအသင်းကဝူအသင်းကို၄-၃ဝန်းနဲ့အနိုင်ရခဲ့တဲ့ကာရာဘောင်းဖလားစတုတ်ဒအဆင့်ပွဲစဉ်မှာအနီးကပြသခံခဲ့ရတဲ့တိုက်စစ်မှုဒီလာမိုင်မဲတဲ့သူလို့နီးပြမာရက်စကာကဝေဖန်ခဲ့ပါတယ်။မာရက်စကာကအလုံးမိုင်မဲတဲ့အနီးကဖြစ်ပြီးလောကမလိုအပ်သလိုဒါကိုကျွန်တော်တို့ရှောင်ရှားရမှာပါ။ Brighton ရွေးတဲ့အသင်းရဲ့ပွဲတွေမှာပြသခံရတဲ့အနီးကပ်ကိုလက်ခံလို့ရပါပြီ။ Nottingham Forest နဲ့ဒီဘက်မှာပြသခံရတဲ့အနီးကပ်ကိုကျွန်တော်တို့ရှောင်ရှားနိုင်ရမှာပါ။ 9မိနစ်တွင်အဝါကနှစ်ချိန်ပြသခံရပါတယ်။ပထမအဝါကပြသခံရပြီးမှစိတ်အေးအေးထားဖို့သူ့ကိုကျွန်တော်၄-၅ချိန်လောက်ပြောခဲ့ပါတယ်လို့ပြောခဲ့တာပါ။ဒါကြောင့်အနားယူနေခဲ့ရတဲ့ဒီလာဩဂုတ်နောက်ပိုင်းချဲစည်းတဲ့အတွက်ပထမဆုံးပွဲဖြစ်ဝူအသင်းရဲ့ပွဲစဉ်ရဲ့ပွဲချိန်မိနစ်60မှာလူစားလဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလာကကွင်းထဲမှာ26မိနစ်သာရှိခဲ့ရပြီးနဝါတနီနဲ့ထုတ်ပယ်ခြင်းခံခဲ့ရတာပါ ချက်စီတင်ဟာနောက်ဆုံးကစားထားတဲ့ကိုယ်ဝယ်မှာအနီးကပ်6ကပ်ပြသခံထားရပြီဒီလက်ဟာဒီဘက်မှာပြသခံရတဲ့အနီးကပ်ကြောင်းစပါတင်နဲ့ပရီးမီးယားလိပွဲစဉ်ကိုလွဲချော်မှာဖြစ်ပါတယ်ချက်စီတင်ဟာဝူသင်းကိုအနိုင်ရခဲ့တဲ့အတွက်ကာရာဘောင်းဖလားကွာတာဖိုင်နယ်ကိုတက်နိုင်ခဲ့ပြီဒီဝမ်ကလည်းကာဒစ်စီးတီးတဲ့ရှင်ပြန်ရပါပါဝူသင်းဟာဒီအသီးမှာရလက်တွေစိုးနေပြီပရီးမီးယားလိပြိုင်ပွဲမှာနိုင်ပွဲမရရှိသေးသလိုကာရာဘောင်းဖလားပြိုင်ပွဲကနေလည်းထွက်ခွာခဲ့ရပြီဖြစ်ပါတယ် ခုအတင်ပြည်သက်တွေဟာအတင်ရလက်ဆိုတွေကြောင့်နိဗျပါရယကိုထုတ်ပယ်ဖို့တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။နိဗျပါရယကတော့ယုံကြည်မှုရှိပြီးရှေ့ဆက်နိုင်ဖို့အတွက်အနိုင်ရဖို့သာလိုအပ်တော်ပြီးဒါကိုခြေစည်းတဲ့ပွဲစဉ်ရဲ့ဒုတိယပိုင်းမှာမြင်တွေ့ခဲ့ရတယ်လို့ပွဲပြီးမှာပြောခဲ့ပါတယ်။